ဒီပွိုင်းမှာတ िश ူရောင်းတဲ့သမီးလေးကိုအစင်တန်းမခွဲချရင်အပြင်ကျောင်းမှာထားပေးမဲ့ဒါလေးတို့မိသားစုပရိသတ်များရှင်ဆိုရှယ်မီဒီယာမှာမီးပွိုင်းမှာတ िश ူလိုက်ရောင်းရတဲ့သမီးလေးကိုလမ်းကြုံမုံတွေအမြဲကျွေးနေတဲ့ကလေးလေးရဲ့ဗီဒီယိုကိုပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်ရှင်ကိုလင်းအောင်တို့မိသားစုကတားဖြစ်သူရဲ့ကျောင်းကိုချိုးဖို့လုပ်ရင်းနဲ့ မီးလေးနဲ့စုံပစ်ခဲ့တာဖြစ်ပါတယ်။သမီးလေးပြေးဟာအမီးပွိုင်းမှာတီရှူရောင်ရင်းနဲ့အဖိုးနဲ့အဖွားကိုလှုပ်ကျွေးနေတာဖြစ်ပါတယ်။ကျောင်းလေးမတက်ရတဲ့အတွက်ကျောင်းတက်ရတဲ့ကလေးတွေမြင်ရင်အားကျနေတတ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲကိုလင်းအောင်ရဲ့ဒါလေးတို့ကကိုတီရှူရောင်ရင်းနဲ့ရင်းနှီးသွားခဲ့တာဖြစ်ပါတယ်။လမ်းမေးမှာတီရှူလိုက်ရောင်းနေတဲ့သမီးလေးလာပြေးကိုကိုလင်းအောင်တို့မိသားစုကခွဲခြားတာမျိုးမရှိပါဘူး။တီရှူမဝယ်ဖြစ်ပေမဲ့ဒါလေးက သူကြောင်းထုတ်သွားတဲ့မဟုတ်ကိုကျွေးခဲ့တာဖြစ်ပါတယ်။ဒါလည်းကသူ့မဟုတ်ကိုကျွေးရင်းနဲ့လာပြင်းတဲ့တန်ရုံးစင်တွေဖြစ်နေတာပါ။ပုံမှန်ဆိုရင်တော့မိဘတွေကအလန်းပေးမှာအလုံးလုံးနေရတဲ့ကလေးတွေနဲ့ရင်းနှီးတာမျိုးကိုတိတ်မကြိုက်ပါဘူး။ကိုလင်းအောင်တို့ကတော့အဲလိုဓာမြင့်ထားတာလည်းမရှိကြပါဘူး။ဒါလေးကိုလာပြင်းနဲ့ပေးပြီးတော့ရင်းနှီးထားသလိုဆိုရှယ်မီဒီယာမှာလည်းလူသိများအောင်လုပ်ပေးခဲ့တာပါ။မြစ်တာထားတာအကောင်းဆုံးပဲဆိုပြီးတော့ကိုလင်းအောင်ကဒါလေးကိုလာပြင်းနဲ့ရင်းနှီးခွင့်ပေးထားတာဖြစ်ပါတယ်။ လာပြေလေးရလဲကိုလင်းအောင်တို့မိသားစုကိုတန်ရုံးစင်လဲရှိနေတာပါဒါအပြင်ကိုလင်းအောင်တို့ကသမီးလေးလာပြေကိုတန်ရုံးစင်တွေ့သွားပြီးတော့ ကျောင်းထားဖို့ပါပြုလုပ်ပြီးတော့မှဖြစ်ပါတယ်။သမီးလေးလာပြေးရာလမ်းမေးမှာဈေးရောက်နေရတယ်ဆိုပေမဲ့ဈေးရိုက်လည်းမဆန်ပါဘူး။ဒါကြောင့်မို့လဲကိုလေးအောင်တို့ကဒါလေးနဲ့ရင်းနှီးခွင့်ပေးထားတာဖြစ်ပါတယ်။ဒါအပြင်သမီးလေးလာပြေးရာအဖိုးနဲ့အဖွားကိုလှုပ်ကြွေးဖို့ကျောင်းထွက်ထားရလို့တရားတဲ့အချိန်မှာသူတို့အနေနဲ့ပို့ပြီးတော့တနာနေကြတာဖြစ်ပါတယ်။တနာတဲ့အတွက်ကြောင့်လဲသမီးလေးကိုကျောင်းထားပေးဖို့အဆုံးဖြတ်လိုက်တာပါ။သမီးလေးကလိုင်းတရားမှနေတာဖြစ်တဲ့အတွက်လိုင်းတရားအနီးနားမှာကျောင်းတက်ရအောင်စီစဉ်ပေးမှာပါ။တကယ်လို့ ို့မဟုတ်ចောင်းထားပေးဖို့လုံးဝအဆင်မပြေဘူးဆိုရင်တောင်မှသမီးလေးကိုပညာတတ်အောင်လုပ်ပေးမှာပါဆရာမတယောက်ကိုစာခေါ်သင်ပေးဖို့လှုပ်ထားကြတာဖြစ်ပါတယ်ဒါဆိုရင်သမီးလေးလာပြေးရရေးတက်ဖတ်တတ်တဲ့အပြင်အင်္ဂလိပ်စာအစသေးချာရေးတက်သွားမှာလည်းဖြစ်ပါတယ်ဆရာမခေါ်ရင်ပတ်စံကုံမှာဆိုပေမဲ့ကုံတလောက်လဲကိုလေးအောင်တို့မိသားစုကပဲအကုံကြခံသွားမှာဖြစ်ပါတယ်။ကိုလေးအောင်တို့မိသားစုကသမီးလေးကိုပညာတတ်စေချင်တာကြောင့်အခုလိုလုပ်ပေးကြတာဖြစ်ပါတယ်။ ။သမီးလေးရလည်းသူ့ကိုစာသင်ပေးမယ်ဆိုတဲ့အတွက်အရန်ကိုပျော်ရွှင်ဝမ်းသာလို့နေရပါ။ကျောင်းနေရင်စာဝေကျိုးစားမှာဆိုပြီးတော့လည်းကတိပေးထားပါတယ်။အပျော်နေရမျိုးမဟုတ်ပဲပညာချက်အောင်သမီးလေးလာပြေးရတေချာတင်ယူကျင်တာပါ။ဒါကြောင့်မို့လဲသမီးလေးလာပြေးရစာတေချာတင်ပြီးတော့ကိုလေးအောင်တို့မိသားစုရဲ့ပတ်စံအလကားမဖြစ်အောင်ကျိုးစားမှာဖြစ်ပါတယ်။ကိုလေးအောင်တို့မိသားစုကလည်းသမီးလေးလာပြေးအပေါ်မှာသူတို့ရဲ့တန်ရုံးစဉ်ကြောင့်အံ့အားသင့်နေရတာဖြစ်ပါတယ်။ဒါအပြင်တရင်ကျွန်းမှာသမီးလေးက ကိုလင်းအောင်တို့ဇနီးမောင်နှံကိုကတော်ခဲ့ပါတယ်ကိုလင်းအောင်တို့ကသမီးလေးကိုမုတ်ဘိုးတွေလည်းပြန်ပေးခဲ့ပါတယ်ဒါလီယာလည်းမမကိုကတော်ချင်တယ်ဆိုပြီးတော့ကတော်ခဲ့ပါသေးတယ်ဒီလိုတယောစင်တွေကအရှင်ဘဝရေဆက်ပါခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့အားလုံးကခံမှန်းနေကြတာဖြစ်ပါတယ်ရေဆက်ပါတာကြောင့်သာအခုလိုတယောစင်တွေဖြစ်ပြီးတော့တယောက်နဲ့တယောက်စေတနာရှိနေရလို့ပြောဆိုနေကြတာဖြစ်ပါတယ်ဒါအပြင်အစင်တန်းမခွဲခြားတဲ့အပေါ်မှာကိုလင်းအောင်တို့ကလုံးဝကိုပဲအစင်တန်းမခွဲခြားတဲ့အပေါ်မှာအားလုံးကချီ းစုနေတာဖြစ်ပါတယ်။သမီးလေးလာပြီကိုចောင်းထားပေးမဲ့ကိုလေးအောင်တို့မိသားစုအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။အဆုံးထိတရှိပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။